အခုနေ့မှာတက္ကသိုလ်ဝန်ထမ်းဆောင်မွေးဖြစ်ဆိုမဲ့ဆွမ်းဝနာမကြာចောင်းသားတွေအတွက်ဆောင်မွေးဖြစ်ဆိုမဲ့အခမ်းအမားပထမဆုံးကြိတ်အနေနဲ့ sign language ဆရာတွေထားရှိသွားမယ်လို့မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကတောင်းရှိသူတွေကပြောပါတယ်ဒီသတင်းကိုတော့စုစုတွဲကပေးပို့ထားပါတယ်ခင်ဗျာအခုနေ့တက္ကသိုလ်ဝန်ဆောင်မွေးမှာဝင်ရောက်ဖြစ်ဆိုမဲ့ဆွမ်းအနာမကြာចောင်းသားចောင်းသူတွေအနေနဲ့ဆောင်မွေးမိခန်းကိုတေချာစွာနားလည်ဖို့အတွက်မေးခွန်းရှင်းပြနိုင်မဲ့ sign language ဆရာတွေကို အဲ့ဒီကြောင်းသားတွေဖြစ်ဆိုမဲ့စာပြေခန့်တွေမှာထားရှိတော်မယ်လို့မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှတာဝန်ရှိသူတူကပြောပါတယ်မိကုန်းနေမှာဖတ်ရတဲ့အခါမှာအားနည်းချက်တွေရှိတယ်ဆိုပြီးတော့လူမှုဝန်ထမ်းဦးစီးဌာနကလည်းတင်ပြလာတဲ့ဟာတွေရှိပါတယ်အဲ့လိုရှိတဲ့အခါမျိုးမှာကျွန်တော်တို့ကဘယ်လိုလုပ်ပေးရမလဲကျွန်တော်တို့ပန်းနေပြီကျွန်တော်မေးတဲ့အခါကျတော့သူတို့ကနေပြောဒီမေကွန်းကိုကလေးတွေမေကွန်းရဲ့အတိတ်ပဲမေကွန်းရဲ့ဝါဒအဲ့ဒါလေးတွေကိုကလေးတွေသိအောင်ဆိုပြီးတော့ ူကဖတ်ပြခြင်းလဲဆိုတော့ပုံစံမျိုးနဲ့ကျွန်တော်ရှိကိုတင်ပြလာတယ်တင်ပြလာတဲ့ခါကျတော့ကျွန်တော်တို့ကဒီကလေးတွေကဒီမိကုန်းအတိတ်ပဲကိုနားမလည်ဘူးဆိုလို့ရှင်တမန်ကျောင်းသူကျောင်းသားတွေလိုမိကုန်းနားမလည်တဲ့အတွက်ပုံမှန်ဖြေဆိုနိုင်မှာပေါ့ဘူးဆိုတော့အခြေအနေမျိုးမှာသူတို့တောင်းဆိုလာတာကိုကျွန်တော်ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်ဝင်ဆောင်ဝဲဖြစ်ဆိုမယ်ဆွမ်းအနာမကြအကြောင်းသားအကြောင်းသူတွေကိုမိခွက်လို့ချင်းပြမဲ့ sign language ဆရာတွေကိုတော့ လူမှုဝန်ထမ်းဦးစီးဌာနမှာရှိတဲ့ဆရာတွေကိုအသုံးပြုမှာဖြစ်ပြီးရန်ကုန်နဲ့မန္တလေးစာစစ်ဌာနတွေမှာအထားရှိမှာပါအခုနှစ်မှာတက္ကသိုလ်ဝန်ဆောင်ဝဲဖြစ်ဆိုမဲ့ဆရာနာမကျောင်းကျောင်းသား25ဦး ကိုရင်ကမတန်ဆွမ်းသူ82ဦးနဲ့အမြင့်အာယုံမတန်ဆွမ်းသူ24ဦးရှိပြီးတက္ကသိုလ်ဝန်ဆောင်မွေးဖြစ်ဆိုမဲ့မတန်ဆွမ်းသူဦးရေစုစုပေါင်း130ဖြစ်ဆိုမှာဖြစ်ပါတယ်။ပြည်ဆက်ဆက်တာနားမကြားတဲ့ကျောင်းသူကျောင်းသားတွေရကျင်ခဲ့တဲ့အိမ်မက်ပေါ့အခွင့်အရေးတခုဒီနေ့ရတဲ့အတွက်ဒါကျွန်တော်ဝမ်းသာပါတယ်။ဟိုဆိုင်းလန်ကွေးနဲ့ဒီဆရာမတွေကမေးခွန်းမှာပါတဲ့အချက်လက်တွေကိုရှင်းပြပေးမယ်ဆိုတာဒါတကယ့်ကိုဟိုဂရမ်မာဟိုနားလည်ဖို့အခက်အခဲရှိတဲ့ဒီနားမကြားတဲ့အတွက်တကယ်ဝမ်းသာစရာပေါ့နော်။ဒါကြောင့်စာမေးပွဲတွေပို့ပြီးတော့ဟိုဖြေနိုင်လာလိမ့်မယ်။မေးခွန်းပေါ်မှာသဘောပေါက်မှုတွေပို့ရှိလာမယ်လို့ထင်ပါတယ်။ င်ကမတန်ဆန်းကလေးတွေအတွက်ဆိုရင်ကျွန်တော်တို့သူတို့ဝင်ထွက်သွားလာပြီးအဆင်ပြေတဲ့စာသင်ခန်းတွေမှာနေရာချထားပေးဖို့လိုတယ်ဝင်ထွက်နာနီးတဲ့နေရာမျိုးတွေမှာအစီအစဉ်ပေးဖို့လိုတာပေါ့နောက်ဒီထိုင်တဲ့ဇပွဲတွေဟလာထိုင်ကုန်နေရာလဲသူတို့အတွက်အဝီချဲနဲ့ဆိုလဲအဆင်ပြေနိုင်မဲ့အနေထားလေးဖန်တီးပေးဖို့လိုတယ်နောက်လက်အပိုင်းဆိုင်ရာမှာဒီနှေးတဲ့ကလေးတွေအတွက်ဆိုရင်အချိန်ပိုပေးတာလေးတွေပေါ့နော်ကျွန်တော်တို့ဒါပို့ပြီးတော့ခွင့်ပြုပေးတင်တယ်နောက်မျက်မမြင်တွေအတွက်ကြတော့ကျွန်တော်တို့ကဒီကွန်ပျူတာနဲ့သူတို့ကိုယ်တိုင်ဖြည့်နိုင်အောင်အစီအစဉ်ပေးနိုင်တော့အကောင်းဆုံးပေါ့တိုးတော်လဲကျွန်တော်နိုင်ငံမှာဒါတွေကအားနေနေတဲ့အခါကျတော့ဒါသူတို့အောက်တန်းနှိမ့်တဲ့အကူလူနဲ့ပေါ့နော်ဒါ ဟိုသူတို့ကခေါ်ပေးမယ်ဟိုဘက်ကလိုက်ရေးပေါ့နော်ဒီနည်းနဲ့ဖြည့်ပေးနိုင်တဲ့အစီအစဉ်ကိုဒီလုံလုံလောက်လောက်ပံ့ပိုးပေးနိုင်ရင်ကောင်းတယ်ပေါ့တက္ကသိုလ်ဝင်ဆောင်ဝင်ဖြစ်ဆိုမဲ့မတန်ဆွမ်းចောင်းသားចောင်းသူတွေကိုတော့ပုံမှန်စာဖြင့်ရှင်ထက်အရှင်ဘူမိနစ်30ရပိုဖြစ်ဆိုခွင့်ပေးထားပါတယ်အခုနှစ်မှာတက္ကသိုလ်ဝင်ဆောင်ဝင်ဖြစ်ဆိုမဲ့ចောင်းသားចောင်းသူဥယျာဉ်9သိန်း6000ကျော်ရှိကနိုင်ငံခြားစာစစ်ဌာနစစ်ခုနှစ်ခုအကျဉ်းထောင်စာစစ်ဌာနနှစ်ခုဆေးရုံကြီးစာစစ်ဌာနတွေအပါအဝင် စာစစ်ဌာနစုစုပေါင်း1564ခုနဲ့စစ်ဆေးမှာဖြစ်ပါတယ်။တက္ကသိုလ်ဝန်ဆောင်ပွဲကိုတော့မက်ဆလာရှင်းရနေမှာစတင်ကမက်ဆလာ6ခုနဲ့အထိကျင်းပမှာဖြစ်ပါတယ်။ကျမကစုစုသွေးပါ